လူရဲ့ချင်းချင်းလက်ပတ်ချင်းကင်းဝေးကြပါစေတဲ့။ခေါင်းစဉ်လေးကမေတ္တာကိုခေါင်းစဉ်လေးနဲ့နော်။လူရတဲ့ဥကိုတူလိညာလက်ပတ်ပြီးမှဘဝကိုယက်တည်နေခြင်းတဲ့လူတွေကအရင်များတယ်။လိမ်မို့ညာဖို့အတွက် marketing တင်းနှင်းရောဆင်းပြီးတော့လိမ်မို့အတွက်အကွက်ကြကြလှုပ်ဆောင်ကြတာကိုတွေ့ရတယ်။ဇီဝိုင်းပမာဆိုရင်အဝေအစားအစားတော့သုံးဆောင်တွေကို မမှန်ကန်တဲ့နီးတွေနဲ့ဒိညာပြီးစီးပွားပြောင်လှုပ်ဆောင်နေကြကိုတွေ့ရတယ်။နောက်တစ်ခုဉာဏ်ပညာနည်းသူတွေကိုမတ်လုံးပေးပြီးတော့ online ဝေကြီးလိမ်လည်ခြင်းတွေကိုလည်းတွင်ကျဲစွာလှုပ်လာတာကိုလည်းတွေ့ရတယ်နော်။အဲ့ဒီလိမ်တဲ့သူကိုလည်းသူ့ထက်ပိုးပြီးတော့လဲတဲ့သူကလိမ်မြန်နေ။တကယ် online ကို တွင်ကျဲစွာသုံးပါတယ်ဆိုတဲ့လူတွေတောင်မှအလိညာခံရတာတွေရှိရနော်။ သူတို့တော့အလိညာခံရမှာတော့တာမန်ပုံကိုယ်တွေအလိညာခံရတယ်မဆန်းပါဘူးတချို့ကိုကိုကိုအရင်လဲပါတယ်ဆိုပြီး online မှာပြောထားတဲ့ပုံကိုယ်တွေသူတို့ကိုယ်တိုင်အလိခံလိုက်ရတယ်ဆိုတဲ့အကြောင်းတွေပြောလာတော့ပြုံးမိတယ်ဒီကနေ့ခေတ်ကဘုံကြီးတွေလူတွေကြွေးနေမှာမဟုတ်ဘူးရတဲ့နေနဲ့လိန်ပါပဲဘုံကြီးကလည်းဘုံကြီးနေနဲ့လူတွေကိုရအောင်လိန်ပါပဲလူတွေကလည်းဘုံကြီးမကလူဖျားကရှင်ဖြစ်ဖြစ်ရအောင်လိန်ပါပဲ ဒါရီယာဘာကြောင့်ဖြစ်လာရတာလဲဆိုရင်သီလတွေမလုံခြုံတော့လို့လူတွေဆိုလဲ၅ပါးမှတပါးသီလကလေးများတော့မှမလုံခြုံတဲ့ပုံကိုယ်တွေကများနေပြီရတဲ့ရွာတဲ့ဘုန်းကြီးကျောင်းတွေဓမ္မယုံတွေသွားပြီးတော့သီလတော့ယူလိုက်ကြတာပဲတကယ်တမ်းတွေးကြည့်၅ပါးတော့နိုင်နိုင်ဖြစ်နေတဲ့သူတွေက၈ပါး၉ပါးယူတယ်ဆိုတော့ပြုံးမိတယ်နော် ဘုံကြီးတွေဆိုလဲအလဲငယ်မြဝင်းလေးလေးတောင်မှမဆောင်ထိန်နိုင်ပဲလူရှိသူရှိကြရင်ယဟန္တာကြီးတဖွဲဝင်းလေးဆောင်ကြီးတဖွဲပြုလို့ပြနေတာမြင်ရတော့စိတ်แท้ကပြုံးမိတယ်ယုံနဲ့ဝင်းလေးတို့ကြီးကိုယ်တိုင်ကရက်သေးစားတောက်စားနေတယ်လို့ကြားမိတော့အရက်အံ့ဩမိတယ်တိတိကြီးနဲ့အချင်းချင်းလက်ပတ်ပြီးလိန်ညာနေကြတာမရှက်ဘူးနော် လူသားတရားချင်းချင်းဘလို့လက်ပတ်လိန်ညာပြီးစားရမလဲပဲချောင်းနေကြတယ်။တမင်ကိုကြားကချောင်းတယ်။ကြားကိုမုတ်ဆိုးကချောင်းတယ်။မုတ်ဆိုးကိုရှင်တိကချောင်းတယ်။အဲ့လိုအချင်းချင်းချောင်းမြောင်ပြီးလှုပ်ကြံမှုစူးစမ်းနေကြတယ်။အရဲသူကတော့ခံရမှာပဲ။တမင်မွေးရင်ကြားစားရင်ဝိတုတွေကလိုပဲ။ကြက်ကိုကြောင်ကစား။တမင်ကိုကြားကစားလူကိုဘလူးကစားနေတန်တရားလဲနေတယ်။ ဒီလူကဒီလူကိုလိန်နေအဲ့ဒီလူကိုနောက်တစ်ယောက်ကထက်လိန်နေအဲ့ဒီလူကိုလိန်လာလို့ပျော်တော့ရှိသေးတယ်ကိုယ့်ထက်လေသူကထက်လိန်တာခံလိုက်ရတန်ပြာလဲနေတာနော်နောက်ပုံမီလေးတစ်ခုမှဆိုရင်မောက်ဆိုးကြီးတူကစိတ်တကောင်ကိုထမ်းလာတယ်တော်တဲ့ကအဲ့ဒါကိုခလန်းလန်းကလူ၃ယောက်ကမြင်တယ်အဲ့ဒီလူ၃ယောက်ကစိတ်သားစားကျင်တယ်ဒီလိုတွေးကြတယ် ဟေးအဲ့ဒီလူကြီးလာရင်တို့လူစုခွဲပြီးတော့ဒီလူကြီးထမ်းလာတာကိုခွေးကြီးထမ်းလာတာလို့ပြောပြီးအဲ့ဒီလူအတွေးများအောင်လုပ်မယ်ဆိုပြီးတိုင်ပင်ထားတယ်။ဒါနဲ့၃ယောက်သားခက်လန်းလန်းစီမှာရက်နေကြတယ်။အဲ့ဒီလူကြီးကလည်းပထမလူနာကိုရောက်ချလာတော့ပထမလူကမေးတယ်မုံဆိုးကြီးဘာကောင်ကြီးထမ်းလာတာလဲဆိုပြီးတော့မေးတယ်။ဒါနဲ့မုံဆိုးကြီးကလည်း စိတ်ကြီးချမ်းလာတာဘောကအမြင်ဘူးလားမေးတော့ပထမလူကလည်းခမရယူနေသလားဖွေးသေးကောင်ကြီးချမ်းလာပြီးစိတ်သားလာပြောနေတာမရှက်ဘူးလားဆိုပြီးပြောလိုက်တော့မုံဆိုးကလည်းဒေါသထွက်ပြီးတော့စိတ်ကြီးချမ်းလာတယ်ကိုဖွေးချမ်းလာတယ်လို့ပြောတဲ့မင်းကမှယူဆိုပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ထွက်သွားတယ်။နောက်တဏျာရောက်တော့ဒုတိယလူနာကိုရောက်လာတယ်။အဲဒီလူကလည်းပထမအတိုင်းပြောတာပဲ။ ဒါနဲ့မော်ဆိုးကြီးကလည်းတန်တရားဝင်လာတယ်။တယောက်တည်းတုန်းကမယုံဘူးလေ။အခုဟာကနှစ်ယောက်တောင် ပြောတာဆိုတော့သူ့ကိုယ်သူတန်တရားဝင်လာတယ်။ဒါနဲ့ရှေ့ဆက်သွားတယ်။ရှေ့နားရောက်တော့တတရားလူကလည်းအဲ့ဒီတိုင်းပဲပြောတယ်။ဒါနဲ့မော်ဆိုးကြီးလုံးဝယုံသွားပြီးစိတ်ကြီးကိုချပြီးဒီတိုင်းထွက်သွားတယ်တဲ့။နောက်ဆုံးမှလူသောယောက်ကရည်ပြီးကြံနေခဲ့တယ်။ဒီအကြောင်းအရာကိုတာရကယူရရင် ကိုယ့်ဘက်ကအမှန်တရားလုံထိုင်းအောင်မှလူတွေရဲ့လိညာလှည့်ပြားမှုကအမှန်ကနေအမားထင်ပြီးကိုယ့်ဘဝကိုဒုက္ခပေးတတ်တယ်နော်တချို့လိန်လေမှုတွေကသူများကသူတို့လိန်မှန်းမသိရမှုလိန်နာကျွမ်းကျင်တာတွေရှိတယ်တချို့လိန်တော့လိန်နေတယ်လိန်မုံလိန်နီးမှန်နေတော့လိန်မှန်းမသိပဲလိန်ခံလိုက်ရတယ်ရှိတယ်နော်ဒီလူကလိန်တတ်မှန်သိတယ်လာလိန်မှန်းလည်းသိတယ်ဒါပေမဲ့အလိန်လေးကလှနေတော့ အလိန်ခံမိကြတယ်တဲ့။လိုင်းမမာကိုချမ်းဆိုတဲ့ဝက်တော့ကားရောင်းတဲ့လူတယောက်ကိုတွေ့မိကြမှာပေါ့။ "तू လိန်မန်းလဲသိတယ်။မဖြစ်နိုင်တဲ့ဈေးတွေပြောနေမန်းလဲသိတယ်။ဒါပေမဲ့လိန်နာလေးကလှတော့လိန်ခံကြရတယ်နော်။အိုးဆုံလို့ပါပဲ။ဒါကြောင့်ကိုလဲတယ်ဆိုပြီးအများတက်ကကိုမလိန်ပါနဲ့။မညာပါနဲ့မလဲပတ်ပါနဲ့။ ကိုယ်ကိုလည်းပြန်ပြီးတော့လိညာလက်ပတ်ချင်းတွေကိုပြုတ်လုံမယ်ဆိုရင်ကိုယ်လည်းခံစားနိုင်မှာမဟုတ်ပါဘူးเนาะဒါကြောင့်လိညာလက်ပတ်ချင်းတွေကို မလုံးရပါနဲ့လို့တိုက်တွန်းလိုက်ရပါတယ်เนาะ